မိမိဇနီးဘယ်ရဲ့အလို့ရှင်ဖြစ်တဲ့အသက်80အရွယ်ရှိတဲ့ထိုင်းအဖိုးအိုကိုတပ်ပြီးထွက်ပြေးတင်းချောင်သွားတဲ့မြန်မာနိုင်ငံသားစိုင်းဟန်ဆိုသူကို မေလ12ရက်ည8နာရီကအချိန်မှာဖမ်းမိသွားပြီလို့သိရပါဗျ။ဖြစ်စဉ်မှာမေလ10ရက်နေ့ကထိုင်းနိုင်ငံဘန်ကောက်မြို့တန်ခဲနယ်မြေမှာ fitness တိုင်ပွင့်ထားတဲ့ထိုင်းအဖိုးအိုတို့အသက်ခံခဲ့ရပါဗျ။တက်ခဲ့တဲ့သူကတော့ အဆိုပါဆိုင်မှာအလုပ်လုပ်နေတဲ့အသက်18နှစ်အရွယ် မြန်မာအလौသမားအမျိုးသမီးဖွန်ရဲ့ခေမုန်းကသူဇိုင်းဟန်ဆိုသူပဲဖြစ်ပါတယ်။အသက်23နှစ်အရွယ်ရှိသူဇိုင်းဟန်ဟာကိုဝင်9လရှိနေပြီဖြစ်တဲ့သူ့ရဲ့အမျိုးသမီးပေါ်အကျန်းဖတ်တဲ့သူတဦးခပြီးသူမကိုလာရောက်တွေ့ဆုံမယ်လို့ချင်းချောက်ပြောဆိုကအလौရှိရာကိုရောက်လာခဲ့ပါတယ်။ဖွန်ကသူ့ရဲ့အမျိုးသားအကြောင်းကို ဖွင့်ပြောထားတာကြောင့်အလौရှိအဖိုးကဆိုင်အတွင်းကိုပေးမှွင့်မယ်တွေးခွင့်မပေးနိုင်ကြောင်း စားဟန်ကိုပြောဆိုကဟန်တာခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့စားဟန်ကအတင်းဝင်ရောက်လာတာကြောင့်အဖိုးအိုကတနက်ထုတ်ကချိန်ချောက်ဟန်တာခဲ့ပေမဲ့အတင်းဝင်ရောက်ကတနက်ကိုလူယူရင်အဖိုးအိုကိုပြစ်မိသွားတယ်လို့သိရပါတယ်။အရင်နောက်တရကန်ကတနက်နဲ့အတူအနက်ရောင် CRV ကားကိုယူဆောင်ကထွက်ပြေးသွားတာဖြစ်ပါတယ်။တနက်တန်းရကြောင့်အဖိုးအိုလည်းတေဆုံသွားခဲ့ပြီးတရားရုံးကတရကန်စိုင်းဟန်ကိုဖမ်းဆီးနိုင်ဖို့နေချင်းဖမ်းဝရမ်းထုတ်ပြခဲ့ပါတယ်။ ဒါပြင်ထိုင်းရဲတပ်ဖွဲ့ကလည်းပြစ်မှုကျူးလွန်သူကိုဖမ်းဆီးနိုင်ရေးအတွက်တရင်ပေးသူကိုစုငွေပန်းနှစ်ပေါင်းချိမြင့်မယ်လို့ကြေညာခဲ့ပါတယ်။ရဲတပ်ဖွဲ့ဟာတန်ရာရှိသူကို CCTV မှတ်တမ်းတွေကနေတဆင့်ခြေအားခံပြီးတဲ့နောက်မေလ7ရက်ညပိုင်းမှာယခုလိုဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။လက်ရှိမှာတရားခံဆိုင်းရံကိုတန်ကောင်းမျိုးဖိကစင်ရဲစခန်းမှာထိန်းသိမ်းထားပြီးထိုင်းရဲတပ်ဖွဲ့ကစုံစမ်းစစ်ဆေးမှုတွင်ဆက်လက်ပြုလုပ်နေပါတယ်။ သူမအနေနဲ့ဒီအဖြစ်ဆိုးအတွက် အလုရှင်ရဲ့မိသားစုကိုတောင်းပန်ကြောင်းဖုန်းကပြောဆိုခဲ့ပြီးသူမဟာတရားဝင်ဝင်ရအလုလုံနေလာကိုထိုင်းရဲတပ်ဖွဲ့ကတွေ့ရှိတာကြောင့်ဥပဒေအရဆက်လက်အရေးယူခံရနိုင်တယ်လို့သိရပါတယ်။